ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ပြီးခဲ့တဲ့ match လ28ရက်နေ့ကငလျင်လှုပ်ခတ်တဲ့အချိန်မှာအာနာသိန်းအချက်ဖတ်စစ်ကောင်းဆောင်မင်းအောင်လိုင်ဟာနေပြည်တော်က၎င်းရဲ့ရုံကန်ဇပွဲအောက်မှာဝင်ပုန်းနေတယ်လို့မင်းအောင်လိုင်ကိုယ်တိုင်ပြောပြထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ1ရက်နေ့ကနေပြည်တော်မှာပြုလုပ်ခဲ့တဲ့ငလျင်အတွက်အလူခံပွဲအခမ်းအနားမှာမင်းအောင်လိုင်ကအခုလိုထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဆက်လှုပ်တဲ့အချိန်မှာတတိချက်ချင်းတတိရတဲ့အနိုင်ကောက်ကြည့်လိုက်တော့ဆက်အနိုင်57မိနစ်ပေါ့လေ။မောကြည့်လိုက်ခြင်းမှာ ပြေးပြေးနဲ့ပို့လှုပ်လာတော့လှုပ်လာတော့ကျွန်တော်တို့လည်းလုံခြုံမှုရအောင်ဆိုစပွဲမှာတချမ်းတော့နေရာယူထားတာပေါ့ဒီယူခဲ့ပါတော့တော့ညိန်သွားတဲ့ခါမှာကျွန်တော်တို့အပြင်ထွက်ကြည့်တော့ကျွန်တော်ရုံးနေရတော့တိတ်တော့ဟိုအပြည့်စီတိတ်မများပါဘူးတို့တော့ပဲ after shake တဲ့ရှိတဲ့ခါကျတော့ကျွန်တော်ရဲ့လုံခြုံရေးအဖွဲ့တွေကရုံးအဖွဲ့တွေကတော့ကျွန်တော်အပြင်မှနေဖို့အကြံပြုတယ်ကြတော့ကျွန်တော်လည်းအပြင်မှတဏ္ဍာကျော်တော့ထွက်ပြီးမတက်ရပြီးကျွန်တော်နေပါသေးတယ်เนาะကျတော့ ရွေထဲမှာတော်တော်များတယ်ဆိုတာဖြစ်တယ်ဆိုတာကျွန်တော်လမ်းပြီးသတင်းပို့ပါတယ်အဲ့တော့ဟိုတွားဖို့လိုတဲ့ခါကျတော့လေတွားလို့မရဘူးလမ်းနေရာကိုလမ်းနေတွန့်ခေါက်ပြီးတော့ပြက်သွားတယ် ်အခုလိုမျိုးမင်းအွန်လိုင်းကိုတိုင်ပြောချသွားပါတယ်ငလျင်လုတ်ခတ်ပြီးတော့ရုံအဆောက်အဦရဲ့အပြင်ဘက်မှာတနအီကြာမတ်တက်ရက်နေခဲ့ပြီးတဲ့နောက်ထိကပျက်စီးဆုံးရှုံးမှုများကိုလိုက်လံကြည့်ရှုခဲ့တယ်လို့မင်းအွန်လိုင်းကပြောဆိုလိုက်ပါတယ်စစ်ကောင်းဆောင်မင်းအောင်လိုင်းရဲ့နေအိမ်အပါဝင်စစ်ရုံးချုပ်ယုံကာကွယ်ဝင်ကြီးဌာနယုံနဲ့ဌာနဆိုင်ရာယုံငန်းများပျက်စီးသွားတယ်လို့သိရပါတယ်မန္တလေးနေပြည်တော်စကိုင်းရှမ်းတို့မှာအင်အားအလုံးပြင်းထန်တဲ့ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးတော့ဟိုတယ်များနေအိမ်များဘာသာရေးအဆောက်အဦများ ဗန်များနဲ့ဈေးဆိုင်ခန်းပေါင်းများစွာထိခိုက်ပျက်စီးသွားခဲ့ရတယ်လို့သိရပါဗါးအဲ့ဒီငလျင်ကြောင့်ထိခိုက်ပျက်စီးမှုတိုက်ဆုံမှုအလွန်များပြားပြီးအေပီလ1ရက်နေ့မနက်၈နာရီမှာ စစ်ကောင်စီရဲ့စရင်အရာပေးဆုံးသူစုစုပေါင်း2819ဦးဒဏ်ရာရရှိသူ4521ဦးနဲ့ပျောက်ဆုံးနေသူ442ဦးလို့ရှိလာပြီဖြစ်တယ်လို့သိရပါတယ်ဆက်လာပြီးတော့လေပိမိနေသူများပေးဆုံးနေသူများပျောက်ဆုံးနေသူများအများအပြားရှိနေသေးတဲ့အတွက်ကုညီကယ်ဆယ်ရေးလုပ်ငန်းများကိုဆက်လက်ပြီးတော့လိုအပ်နေတယ်လို့ပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ